ခုလက်တလုံးမှာဗီဒီယိုကားရရုပ်ရှင်ကားရရိုက်ပြီးတော့ညီမရဲ့ MTV ခွေလေးထွက်ဖို့အတွက်ကိုလုံးပန်းနေပါတယ်ဟုတ်အာဟုတ်ညီမလေး MTV ခွေရဲ့တိုက်တဲကားတော့အပြင်းစားနှောင်ကျိုးပါရှင်အဲဒီနှစ်လပိုင်း9ရက်နေ့မှာစာနယ်ဇင်းရှင်းလင်းပွဲလုပ်ပြီးတော့နှစ်လပိုင်း12ရက်နေ့မှာပြည်သူညီပြင်ရကာရာအိုကေကွင်းထဲမှာဒီ promotion ကျင်းပမှာဖြစ်ပါတယ်ရှင်ဟုတ်အဲတေးရီကကျတော့ KAD ပါတယ်အဲပြီးတော့သွန်ပူဦးစိုးလင်းရန်ရန်အဲ uh, KL Shinely MH Share ပြီးတော့တင်နီလာကျော်ဝေယံမင်းသူဟုတ် ညီမအဆိုဝါသနာပါတာလည်းပါပါတယ်အဆိုဝါသနာပါလို့လုတ်ဖြစ်သွားပါပြီးတော့ဒီပထမအဆုံးအဆိုဘက်ထဲကိုကူဖို့တော့ကဘယ်ကနေဘလို့စပြီးတော့ခြေလန်းစာမလဲမသိဘူးဘလို့ရက်တရမလဲမသိဘူးပေါ့နော်အဲ့ဒီအချိန်မှာကိုဖို့ဆန်းကနေပြီးတော့ညီမကိုဖုန်းဆက်လာပါညီမလေးရွှေဖန်မှာဒီလိုမျိုးသချင်းဆုပ်ဖို့ရှိရယ်ပေါ့နော်ညီမလေးစိတ်ဝင်စားရဲဆိုလို့ရှိရင်တိဆိုပါလားဆိုပြီးတော့ကန်းလန်းလာနေအဲ့မှာစဆိုရင်းနေညီမအဆိုဘက်ထဲကိုခြေလန်းစာဖြစ်သွားတာပါဟုတ်အာအခက်ခဲတွေကတော့အများကြီးပါပဲဆိုတော့နာနာဒီအဆိုးလည်းအရင်ကောင်းတာလည်းမဟုတ်ဘူးအတန်လည်းအရင်မကောင်းဘူးပေါ့နော် professional လည်းမကြပါဘူးနောက်ထပ်တစ်ခု ကကျတော့ကိုဆိုတာကိုလုံးကြီးချာ line လည်းမဟုတ်ကိုရန်တီတင်တဲ့ line လည်းမဟုတ်တဲ့ခါကျတော့ကိုမှာအခက်ခဲတွေအများကြီးပေါ့အဆိုပိုင်းမှာတွေပြီးတော့ဒီအဆိုပိုင်းပြီးတော့လို့ရှင်လေကိုကစတော့ကထင်းလိုက်တာအဆိုဆိုလို့ရှင်အရင်မြန်မယ်ပေါ့နော်ဆုပ်ပြိုင်ပြီးပြီလို့ထင်တာမဟုတ်ဘူးအဆိုရဲ့အနောက်မှာမှာထပ်လိုက်ရတဲ့ဒီကိစ္စတွေအများကြီးရှိသေးတယ် editing တွေရောပြီးတော့ဒီ MTV ရိုက်လို့ရှင်လေလိုအပ်တဲ့ပစ္စည်းတွေရောပေါ့အကုန်လုံးလိုက်ရတဲ့အတွက်ကြောင့်အခက်ခဲတွေလည်းအများကြီးရှိခဲ့တယ်ပြီးတော့အတန်ပိုင်းဆိုင်ရာမှာလည်းအရင်အားနေတဲ့အတွက်ကြောင့်အဆဆရရ train ရတယ် train ရတဲ့အခါမှာတချို့တချင်းတွေဆိုလို့ရှင်တွင်းတယ်ထက်ခါထက်ခါတွင်းတယ်ထက်ခါထက်ခါစိတ်တိုင်းမကြအောင်နောက် ဆုံးကျတော့ကိုယ်စိတ်အားရင်းငယ်ပြီးတော့စတူဒီယိုခန်းထဲမှာထိုင်ငိုရတဲ့အချိန်လေးထိရောက်ခဲ့ဘူးပါတယ်ဟုတ်အာနှစ်နှစ်ကျော်လောက်အချင်းယူထားရတာပေါ့ဟုတ်တယောက်ဆောင်တဲ့ကကိုကြကြောပူပါတယ်ကိုထွန်းထွန်းပါတယ်ကိုသူရိယာအဲပြီးတော့ကိုခါရာအောင်လေးပါတယ်ပိုင်းတကွန်ပါတယ်ပြီးတော့အုတ်ကမင်းတာပါတယ်ဟုတ်တခြားနုပညာရှင်တွေလည်းအများကြီးပါဝင်ထားပါသေးတယ်မိန်းကလေးတွေကတော့ညီမကြောက်ထွေးပဲပါပါတယ်ဒီအနောက်ကနေပြီးတော့ညီမလေးတို့ဝိုင်းကူအားပေးပြီးတော့အမျိုးဝိုင်းပြီးတော့ ပံ့ပိုးပေးကြတဲ့လူတွေရောပါပါတယ်ရှင်ဟုတ်ညီမလေးရဲ့ဒီအပြင်းစားနှောင်ကျိုးဆိုတဲ့ MTV ခွေးလေးကထွက်ရှိတော့မှာဖြစ်ပါတယ်ဒီခွေးလေးထဲမှာနန္ဒအကောင်းဆုံးပြောင်းလို့တော့အတန်နိုင်ဆုံးအစွမ်းရှိလောက်ကြိုးစားထားပါတယ်အတန်လည်းရန်ကောင်းသူလို့ professional လည်းမကြတဲ့လို့တော့အတန်ပိုင်းဆိုင်ရာမှာအစုပိုင်းဆိုင်ရာတွေမှာလိုအပ်ချက်တွေအများကြီးရှိနေမှာပါအဲ့ဒါကိုဒီပရိသတ်ကြီးအနေနဲ့နားလည်သီးခံခွင့်လွတ်ပေးရင်းနဲ့နားထောင်ပေးစေချင်ပါတယ်ပြီးတော့နန္ဒကလည်းဒီအခွေးလေးထွက်ထားတဲ့အတွက်ကြောင့်ပေါ့နော်လိုအပ်တာလေးတွေကြည့်ရှုဝေဖန်ပေးစေ